အခုတွေးမိနေရတဲ့ထိုင်းလူမျိုးဟာဆိုရင်အငှားတိုက်တန်ရမှနေထိုင်တဲ့မြန်မာလူမျိုးတွေရဲ့အခန်းတွေမှာဖုန်းနဲ့ပစ္စည်းတွေကိုလိုက်ခိုးခဲ့ပါတယ်။ဒီလိုနဲ့ချမ်းဆိုတဲ့အသက်26နှစ်အရွယ်မြန်မာလူငယ်ရဲ့အခန်းကိုရောက်တော့ဖုန်းဝင်ခိုးရင်ချမ်းဆိုတဲ့လူငယ်ရှိနေတာကြောင့်တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ခဲ့ကြပြီးဖုန်းလာခိုးတဲ့လူဆိုမှမြန်မာလူငယ်ရဲ့ခေါင်းကိုရိုက်ခွဲပြီးထွက်ပြေးသွားခဲ့ပါတယ်။အရိုက်ခံခဲ့ရတဲ့မြန်မာလူငယ်မှာတော့အချိန်နေစိုးရိမ်ရတယ်လို့ထိုင်းတည်င်းမှာပြောပါရယ် စ်စဉ်ကတော့ဆတ်တလပိုင်း၁၈ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံဆလာဘူလီမြို့မှာရှိတဲ့အငှားတိုက်တန်ရာတစ်ခုမှာအသက်၂၆နှစ်အရွယ်ချမ်းဆိုတဲ့မြန်မာအမျိုးသားတအူးအရိုက်ခံရာကြောင့်ထိုင်းရဲတပ်ဖွဲ့ကိုအကြောင်းကြားလာတာကြောင့် ထိုင်ရတပ်ဖွဲ့မှအခင်းဖြစ်ခဲ့တဲ့အငါတိုက်ခံကိုတွားရောက်စစ်ဆီးခဲ့ပါတယ်။အခန်းထဲမှာတော့တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ခဲ့ကြတာကြောင့်ပစ္စည်းတွေဟာပြန့်ကျဲနေပြီးကျန်းပြည့်မှာပေလူနေတဲ့သွေးတွေကိုလည်းတွေ့ရှိခဲ့ပါတယ်။တရားရရှိခဲ့တဲ့အခန်းပိုင်ရှင်အသက်26နှစ်အရွယ်မြန်မာအမျိုးသားချမ်းဆိုးသူကိုတော့လက်ရှိစေယုံပို့ထားရပြီးဥကောင်းခွန်ကြည်သွားတာကြောင့်အခြေအနေစိုးရိမ်ရတယ်လို့သိရပါတယ်။ထိုင်းတဲ့င်းမှပြောတာကတော့ကျူးလွန်ခဲ့တဲ့လူစုဟာထိုင်းလူမျိုးဖြစ်ပြီးအခင်းဖြစ်ခဲ့တဲ့ညာကဆိုင်ကယ်နဲ့ရောက်လာပြီးတိုက်တန်ရမှရှိတဲ့အခန်းလေးကိုတခန်းချင်းစီ ီလိုက်ကြီးကတချို့အခါမှာဆိုလူရှိနေတာတောင်တရက်ခန့်ဟာအတင်းဝင်ပြီးဖုန်းလေးကိုလူယူခဲ့ပါတယ်ဒီလိုနဲ့အသက်26နှစ်အရွယ်ချမ်းဆိုတဲ့မြန်မာလူငယ်နေထိုင်တဲ့အခန်းကိုရောက်တော့တရက်ခန့်ဟာဖုန်းလူဖို့အတွက်အခန်းထဲကိုဝင်ခဲ့ပြီးအခန်းထဲကိုရောက်တော့မြန်မာလူငယ်မှပြန်ပြီးခုခံခဲ့တာကြောင့်တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ခဲ့ကြပြီးတရက်ခန့်ဖြစ်သူဟာမြန်မာလူငယ်ကိုရိုက်ပြီးဖုန်းယူပြီးထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းမှပြောပါတယ်လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရက်ခန့်ဖြစ်သူထိုင်းလူမျိုးကိုဖမ်းဆီးဖို့အတွက် CCTV ကနေတစင်ခြေရခံလိုက်နေပြီး ီအမြန်ဆုံးဖမ်းဆီးအရေးယူမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းသတင်းမှာပြောပါရယ်။ထိုင်းရောက်မြို့မတွေအနေနဲ့လည်းညာဘက်တွေမှာညှိနှက်တဲ့အထိအခန်းတကားကိုဖွင့်ထားတာမျိုးတွေမလုပ်ဘဲအခုလိုအဖြစ်ဆိုတွေနဲ့မကြုံရအောင်ဂယူးဆိုင်နေထိုင်ကြပါလို့ဒီနေရာကနေသတိပေးအကြံပြုလိုက်ပါရယ်။